နော်ဒီတော့ကျွန်တော်ဒီမှာ PSI ကစင်းပေါ့နော်ကစင်းခေါ်တာပေါ့ PSI ကစင်းနော်မာတိတ်ပါတယ်နော်စ20 20 27 2020 2020 2020 27နော်လာပါ2020တိတ်ရနော် ဲ့တော့ဒီကောင်ကဘာ error လဲဆိုတော့ဒီမှာမျက်မြင်မျက်မြင်ကြည့်လိုက်မှာ power supply เนาะဒီမှာ power supply သူရဲ့အလုံးလုံးပုံကเนาะဒါ power supply ဒီကောင်နေမှာကြာတော့သူကเนาะဘာ ਈ ပါမလဲဆိုတော့မှာ5 volt ပါမယ်5 volt တစ်လိုင်းပါမယ်เนาะ15 volt တစ်လိုင်းပါမယ်20 volt တစ်လိုင်းနဲ့เนาะ ground เนาะဒီကောင်နေမှာ ground နဲ့ပင်ပါမယ်เนาะ ground နဲ့ပင်ပါမယ်ဆိုတော့မှာ ground တစ်ပင်ကို ground တစ်ပင်ကိုလွှတ်ထားမယ်เนาะ ကျွန်တော်ဒီဘက်အဝါကျိုးအဆွန့်အောင်ဒီဘက်အဆွန့်အဝါကျိုးကကျွန်တော်တို့5ဖို့နော်5ဖို့ကိုကိုသားပြုတ်မယ်ဒီဘက်အဆွန့်အဝါကျိုးက5ဖို့ကိုကိုသားပြုတ်မယ်နော်ပြီးရင်ဒီမှာ ground နော်ဒါဆိုအဝါနှစ်ပင်ပြီးသွားပြီပြီးရင်ဒီမှာကျွန်တော်တို့မှာ15ဖို့ပြီးရင် ground နှစ်ပင်ပါတော့သူကတပင်တတ်ထားရတယ်နော်ပြီးရင်ဒီဘက်က20နော်15ဖို့ကထုံးစံတိုင်းကျွန်တော်တို့ကျူနာနော်ကျူနာ state အတွက် ကျွန်တော်တို့ ်ဗာတီကဆစ် signal line အတွက်ကျွန်တော်ပေးဖို့မယ်15ဖို့ line เนาะဒီကောင်20ဟာ tuner line မှာကျွန်တော်တို့ horizontal ဘိုင်းအတွက် horizontal เนาะချိန်နှုန်းဘိုင်းကိုအလုံးလုံးခိုင်းမယ်ကျွန်တော်တို့20ဖို့ line เนาะအဲ5ဖို့ကကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒီမှာ3 by 3ဖို့တွေတော့ CPU အတွက်1 by 2ဖို့တွေเนาะ1 by 8ဖို့တွေထုတ်ပေးမယ်ကျွန်တော်တို့5 by 1တစ်ဆင့် short ချပြီးတော့ regulator circuit များအတွက် IC များအတွက်ကျွန်တော်တို့ ဖိုက်ဖို့ PCC ပေါ့နော်နော်ဖိုက်ဖို့လိုင်းอ่ะဟုတ်ပြီအဲ့တော့ဒီဆက်ကွက် error ကိုကျွန်တော်ဖွင့်ကြည့်မယ်နော်ဖွင့်ကြည့်မယ်ဆိုမီးထိုးလိုက်မယ်နော်ဒီမှာ power million မှိတ်တုံမှိတ်တုံနဲ့ဖြင့်နော်အဲ့အဲ့ဒါဘာဖြစ်မလဲဆိုတော့နော်နောက်တော့အဖြစ်ဒီကောင်တွေကဖိုက်ဖို့လိုင်းอ่ะနော်ဒီ power မီးလင်းဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အဓိက5ဖို့လိုင်းရနေပြီးတော့အလုံးလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะသူက5ဖို့လိုင်း error ဖြစ်ဖို့များပါပြီနော်အဲဒီတော့နော်အဲ့တော့ fiber အရင်ဆုံးစစ်ကြည့်မယ်နော်ဒီမှာ ground ချမယ်နော် ground ချတာနဲ့ပြီးရင်ကျွန်တော်တို့နော်ဒီဘက်အစွန်ဘင်းကိုတန်းကြည့်မယ် เนาะဝမ်းဖို့တာတာပဲရှိတယ်เนาะတဖို့တာတာပဲရှိတယ်အားအကြောင်းလို့သူဒီမှာပြတ်တော့ပြတ်တော့ပြန်နေတယ်တဖို့တာတာပဲရှိတယ်ဆိုတော့ဒီ1 by 8ဖို့တွေเนาะ if from ic အတွက်3 by 3ဖို့တွေเนาะ3 by 3ဖို့ကဒီကောင်းလေးထုတ်ဒီ regulator ကနေထုတ်ရမှာเนาะဒီမှာ3 by 3ဖို့တွေဘယ်ထွက်နိုင်တော့မယ်เนาะမထွက်နိုင်တော့မှာ CPU ဖြစ်နေเนาะကျွန်တော်ဒီမှာ CPU လည်းမ online တော့ CPU အတွက်ကကျွန်တော်ဒီ5ဖို့ဝင်ပြီးတော့ regulator ic လေးကနေ1 by 2ဖို့ထုတ်ပြရမှာเนาะမထွက်နိုင်တော့เนาะအဲ့တော့ဒီ e from ic ရဲ့ pin 8ကိုလည်းကျွန်တော်တို့ဒီမှာ313ကိုမရောက်နိုင်တော့ဘူးเนาะမရောက်နိုင်တော့ဘူးအဲ့တော့ e from ic လည်းအလုံးမလုံးနိုင်ဘူး cpu လည်းအလုံးမလုံးနိုင်ဘူးဟုတ်ပြီเนาะအဲ့တော့အဲ့ဒါအကြောင်းမလို့ဒီမှာဒီက1 by 8ပို့เนาะ cpu ရဲ့ cpu ရဲ့ဝင်မဲ့ပို့တလိုင်းဖြစ်တယ်1 by 8ပို့เนาะ regulator IC လေးကလည်းเนาะ ADO လို့လည်းခေါ်ရပါတော့เนาะအိုက်ကောင်လေးကလည်းမထုတ်ပေးနိုင်တော့ဘူးเนาะ1 by 8ပို့ဒီနေရာဖက်ကဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဓိက ဒီ power supply ကမထွက်တာเนาะဒီမှာ15 volt line ကိုကြည့်မယ်เนาะ15 volt line လည်းမထွက်ဘူးတွေ့လားเนาะ20 volt line လည်းမငြိမ်တော့ဘူးเนาะ10 volt တော်တော်မှလှုပ်အဲ့တော့ကျွန်တော်အဓိကအပြစ်ဒီကောင်ကကျွန်တော် power supply ကိုအရင်ဆုံးစကြည့်ရမှာဖြစ်တယ်เนาะအဲ့တော့ဒီပြန်ဖြုတ်လိုက်တော့เนาะဒီ plug ဖြုတ်လိုက်တော့မယ်ပြီးရင်ကျွန်တော်တို့เนาะဒီကောင်ဖြုတ်ပြီးတော့စစ်ကြည့်မျက်မြင်အနေထားရပါတော့ စစ်ကြည့်မယ်ဆိုတော့เนาะဒါသူကဒီမှာဒီမှာ AC ဝင်မယ်เนาะသူရဲ့ power supply တိဆောက်မှာ AC ဝင်မယ်ကျွန်တော် AC ဝင်မယ်ကျွန်တော်ဒီမှာ Q နဲ့ AC တလန်းအောင်ဖြတ်မယ်เนาะဒီမှာကျွန်တော်တို့เนาะဒါပြောမယ်ဆိုရင်ကျွန်တော်တို့ချုပ်ကွိုင်ပေါ့เนาะချုပ်ကွိုင် line drive fitter AC နဲ့ line ရဒီချုပ်ကွိုင်ရဲ့เนาะ wiring တစ်ခုကိုဖြတ်လာမယ်เนาะဖြတ်ပြီးတော့မှဒီ bright receiver ဘိုင်းဖြစ်တဲ့ကျွန်တော်တို့ diode ၄လုံး ဒီဝင်မယ်ဒါတော့လေးလုံးဝင်ပြီးတော့ဒိုင်အောက်လေးလုံးရဲ့ကတ်တုတ်ဆောင်ရနော်ကတ်တုတ်ဆောင်ရနဲ့အနုတ်ဆောင်ရနော်နှစ်လိုင်းရနေပြီးတော့ကျွန်တော်ဒီ main filter capacitor ကြီးရဲ့ကိုဒီစီဖို့နော်တူလောင်ယူလိုက်မယ်ဆင်ယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ SMBS IC လေးကိုအသုံးပြုပြီးတော့နော်ဒီ converter transformer ကိုမောင်းမယ်မောင်းတဲ့အခါမှာဒီ converter transformer ကနေပြီးတော့ကျွန်တော်တို့နော်ခုန transformer ကနေပြီးတော့ secondary board တွေဖြစ်တဲ့ကျွန်တော်တို့ခုန ပြောရဲဘူလိုင်း၃လိုင်းထွက်ကြမယ်ပေါ့နော်5ဖို့ရ15ဖို့ရ20ဖို့ရဘူလိုင်း၃လိုင်းကိုထွက်ပေးရနော်ဒီကောင်ကဒီကောင်ကကျွန်တော်တို့5ဖို့နော်5ဖို့ဒီကပစီတာလေးရ5ဖို့နော်ဒီကပစီတာလေးရ5ဖို့ကပစီတာပေါ့နော်ဒီဒိုင်းအုံးနဲ့ကပစီတာတတွဲရဒါ5ဖို့လိုင်းအတွက်နော်ဒီကွန်ပျူတာရဲ့ secondary နော်5ဖို့ဒီရနေထွက်မယ်နော်ထွက်ပြီးလဲဆိုကျွန်တော်ဒီကပစီတာတော့5ဖို့ဝင်မယ်ပြီးရင်ဒီနော်ကျွန်တော်တို့ဒီ ဒါ L1 ဆိုတာဒါပြောမယ်ဆိုရင် coin ပဲเนาะ coin ပဲ resistant ယူလာတာเนาะ resistant ယူလာတာအဲ့ coin လို့ဖြတ်ပြီးတော့မှ5 volt ဒီ swap ကိုရအောင်ဟုတ်ပြီเนาะပြီးရင်15 volt line 15 volt line ကြတော့ဒီ dial out เนาะဒီ dial out ဒီ dial out dial out နဲ့လည်းခံပြီးတော့ तू ကနော်ဒီ capacitor တော့ဝင်မယ်ဝင်ပြီးတော့ तू ကဒီ swap ကိုရအောင်เนาะဟော ပြီးတော့ဒီကောင်ကြတော့20 volt line အတွက်เนาะ20 volt line အတွက် dial out เนาะ ဟုတ်တယ်နော်ဒီကောင်ကျတော့20ဗိုလ်လိုင်းအတွက်ဒိုင်အုံးနဲ့ကပစီတာနော်အဲ့လိုဒိုင်အုံးနဲ့ကပစီတာတစ်စုံဒိုင်အုံးနဲ့ကပစီတာတစ်စုံဒိုင်အုံးနဲ့ကပစီတာတစ်စုံနော်အဲအဲ့လိုသွားမယ်နော်5ဗိုလ်ရဲ့လိုင်းအတွက်ဒိုင်အုံးနဲ့ကပစီတာတစ်စုံနော်5ဗိုလ်လိုင်းမှာတော့ဒီအလကွန်လေးပါသေးတယ်ပေါ့နော်ချုပ်ကွန်လေးပါသေးတယ်နော်ကျင်း15ဗိုလ်လိုင်းနဲ့20ဗိုလ်လိုင်းအတွက်မှာတော့သူကဗိုလ်ရိတ်အများကို line ဖြစ်တာတော့သူကချုပ်ကွန်မထဲတော့ဘူးနော်အဲ့လိုတိဆောက်တာပြီးတော့အခုလောလောဆယ်ကြည့်ရတာမြင်မြင်နေတာကြည့်ရတာဒီမှာနော် feedback ဘိုင်းကိုဒီ IC ဒီ computer ဟို secondary board တွေကိုကျွန်တော်တို့အာရုံခံပြီးတော့မောင်းနေဖို့အတွက်ကျွန်တော်တို့ feedback line ယူထားတဲ့ feedback နော် session ဘိုင်းအတွက်တာဝန်ယူထားတဲ့ဒီမှာ PC ရမှာတန်ကြီးငုတ်တွေတိုင်နေတွေ့တယ်နော်အဲဒီကောင်အရင်ဆုံးဖြုတ်လဲရမယ်အဲဒီကောင်တော့ဒီလိုမျက်မြင်ရပြချက်ဒီလိုပြချက်ဆိုလို့ရှိရင်ဖြုတ်ပြီးတိုင်းတာတွေဘာတွေလုံနေတာတခါတည်းကဖြုတ်လဲပြလိုက်နော်အဲ့ဒါပြေးကြတယ်နော်ပြီးတော့ဒီနားမှာနော်ရေတော်၎င်းစီတော်၎င်း နော်ရင်ဝေးတော်လောက်အောင်ရိုက်ပြီးတော့ဒီမှာနော်စကက်ကနော်ဒီမှာကွက်နေရလဲတွေ့နော်အလောစဲအိုက်ကောင်လေးလုံလောစဲဖြုတ်လဲရနော် PC PC auto coupler နော်သူက fiber ဘိုင်းအောင်ခံတာနော် voltage အနည်းများကိုနော်ကျွန်တော်ရှင်းပြထားတဲ့ဗီဒီယိုဖိုင်တွေရှိရနော်လက် PC အလောလောပုံနော် photo diode ပါမယ် photo transistor ပါမယ်နော် ဟုတ်ပြီနော်1 2မှာပိုတိုတိုင်ရောက်ပါမယ် PC ရဲ့ပင်1 2မှာပိုတိုတိုင်ရောက်ပါမယ်3 4မှာနော်ချိန်ကုန်နံပါတ်3 4မှာပိုတိုထရန်စစ်တာတစ်လုံးပါမယ်နော်ပိုတိုတိုင်အောက်ကနော်ထုတ်ပေးတဲ့နော်လက်ခံပြီးတော့ထုတ်ပေးတဲ့ကျွန်တော်တို့နော်ပိုတိုတိုင်အောက်ဆိုတာကပိုတိုတိုင်အောက်ဆိုတာကျွန်တော်အလင်းလွှတ်ပေးတာနော်အလင်းလွှတ်ပေးတာအထုတ်လောက်ပေးတဲ့လင်းကိုကျွန်တော်တို့ဒီ PC ရဲ့ပင်3နဲ့ဖုန်းမှာရှိတဲ့ ပိုရိုထရန်စစ်စတာကနေပြီးတော့ receiver အဖြစ်လက်ခံပြီးတော့เนาะ receiver hash အဖြစ်လက်ခံပြီးတော့သူကတစ်ခါပြန်ပြီးတော့ကျွန်တော်တို့ output အနည်းများအောင်ခံပြီးတယ်ဆိုသူက output မှန်မှန်လို့ရှိရင်သူကဖြတ်ချပေးရပါเนาะအဲ့အဲ့ဒီလောက်ကိုလောက်တယ်เนาะထိန်းချပေးရပါเนาะဒီ IC ကို output ကိုတင်ကျင်းစွာဖြတ်ရှိအောင်လို့သူကထိန်းထိန်းချုပ်ပေးရเนาะ IPC ကိုအရင်ဆုံးဖြုတ်ပြီးတယ်ဆိုကျွန်တော်လဲမယ်เนาะလဲမယ် ော်လဲမှန်ဆိုတော့နော်ဒီပစ္စည်းရဒီကောင်နော်ကောင်နော်ဒီနံကောင်နော်မဆက်ဘူးပဲလေးဒီကောင်ကဒီငောကိုဖြောက်သွားအဆက်ကလေးရှိတဲ့ဘက်ကပင်1နော်ဆက်ကလေးရှိတဲ့ဘက်ကပင်1 1 2 3 4နော်တို့ကျော်Yeah. copy အဲ့ဖြောင်းမယ်ဆိုရင်ကျွန်တော်အရင်ဆုံးခဲအစ်စ်ကြည့်ရအောင်နော်ခဲအစ်စ်ကြည့်တာခဲအစ်စ်ကြည့်မှဖြောင်းလို့ပေါ့ခဲအစ်စ်ကြည့်ရမယ်ကျွန်တော်အမြင်မတော်တဲ့နေရာလေးကိုကျွန်တော်ခဲလိုက်ပြရအောင်နော် ကောင်းလေးခဲပြန်လိုက်ပြီလားမဖိတ်ချတော့2020 2020ရကတ်တယ်ဆိုတော့နော်ဒီငါးနှစ်လောက်သူအလုပ်လုပ်တာဒီငါးနှစ်လောက်အလုပ်လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘန် join ဖြစ်တယ်ပေါ့နော်ဘန် join ရန်ကျွမ်းဆိုတာကကျွန်တော်တို့ခဲကွင်းတာခဲလွတ်တာဖြစ်တတ်တယ်နော်လက်ဆက်ပစ္စည်းတွေဟာစကက်တွေဟာကျွန်တော်အလုံးလုံးနေအချိန်မှာလက်ဆက်ဓာတ်အားပလန်းနဲ့မှနော်ဝင်ရောက်ပြီးတော့အလုံးလုံးတွေကလက်ဆက်ဓာတ်အားနဲ့အလုံးလုံးတွေဖြစ်တယ်တော့သူကအပူဓာတ်ရှိရေနော်အပူဓာတ်ရှိရေစက်တွေဝမ်းရအချိန်မှာပူနေတယ်အကြကြာပူလာတဲ့အခါမှာသူကဘာဖြစ်လဲဆိုတော့နော်ကြပူလာတဲ့အခါမှာကျွန်တော်ခဲချက်လေးတွေကခဲငုတ်လေးတွေကကျွန်တော်တို့ နော်ပကြားလေးတွေ꿰ပြီးတော့ပါဗျာနော်အဲ့လိုဖြစ်နော်အဲ့တော့ခက်ကျွေးလိုက်မယ်ခက်ကျွေးပြီးတော့ဖြုတ်မယ်ပေါ့နော် ရှင်တော်တွေကနော်အဲရင်ခွေးရိုက်ပြီးရဲဆိုဒီကောင်ဟိုနေဖြစ်တာရင်ခွေးရိုက်ပြီးရဲဆိုတန်ကြီးကြိုက်တာနေလဲနော်ခဲသောပန်းကလည်းနော်မကြုံလုံးကြုံလုံးပြောပြမှာနော်ခဲသောပန်းကလည်းမကော်ဗျာကော်ဆိုတော့ကျွန်တော်တို့ကြာကြာအပူတွေမှာ เนาะထိတာများလို့ရှင်ဒီကိုယ်နှကန်းတွေပါပြတ်တတ်တယ်လေအဲအကြောင်းကျွန်တော်ဒီ TV flying back စုပ်ခွက်တရာเนาะမပိုက်ဘူးဖြတ်ပြီးရဆိုကျွန်တော်ဒါလေးဆွတ်ထားလိုက် rubber rubber ပိုက်လေးကိုဖြတ်ပြီးဆွတ်ထားလိုက်เนาะဒါဆိုအဆင်ပြေတော့เนาะဒါဆိုဟိုကော်ပိုက်ကိုတော့မထိတော့ရင်းရှိခံတာပေါ့เนาะနေဒီကောင်ကိုထုတ်လိုက် နော်ဒီကောဒီစကင်မှာလဲစကင်မှာလဲကျွန်တော်တို့ဒီမှာနော်စကင်မှာလဲသူကဒီမှာပင်ငေဒါပြတာဒါပင်ဝမ်းဘက်ပေါ့နော်ဒါပင်ဝမ်းဘက်နော်ပင်ဝမ်းဘက်ဟုတ်ပြီနော်ခေါင်းလေးရေချိုးလေးကတ်နေရရေချိုးလေးကတ်နေရမြေဒီကောင်ရှင်းပေးရနော် တန်ကြီးကြိုက်နော်တန်ကြီးကြိုက်ရမှာဖြောက်လဲဖြောက်လာရမှာချီချီချောင်းရမှာပြတ်တောင်ထောက်ပါရဲ့နော်ဆွေးနေရဆွေးပြီးပြတ်တာနော်ပစ္စည်းတစ်လုံးနဲ့အစားထိုးရအဲ့ဒါပေါ်နေမဲ့တန်ခါဂုဏကိုပါဘူးခါရမင်းတို့အာယုံကျနေရတဲ့မဲ့ဆွေတွေနဲ့အမရမဆက်ရရောအဆုပါအားရတဲ့တန်ခါဂုဏရှိသူတို့ကတန်ခါတော်ရှိသူများတွေကို ဘယ်ခါသာတော့အာယုံသွားတယ်ကိုလည်းတော့မှတ်ရတာဒီမှာလည်းဒီကုသိုလ်ရဲ့ကျေးဇူးတင်ပါတယ်ဒီကနေ့ပုံနေတဲ့ကျန်တော့လေတော့ဟောကက်ဆယ်ကောင်းအောင်လို့နော်အစားထုံးမဲ့ PC ကိုအစားထုံးမဲ့ PC ကိုနော်အပင်ဝမ်းအပင်ဝမ်းဒီဘက်မှာနော်ဒီဘက်မှာစကက်ပြားမှာကျတော့မြင်းကြောင်းလေးတားလာတယ်နော်မြင်းကြောင်းလေးတားအပင်ဝမ်းဘက်ကျွန်တော်ပြန်တက်လိုက်ဟောလာတော့ဒီကျေးဇူးတော်မှာ ก็ก็ห้องเช่าแล้วก็ห้องเช่าแล้วแล้วเด็กๆสิเลยเด็กๆสิเลยอะไรเต็มอยู่ မကောင်းကျင်ဘူးနော်မကောင်းကျင်တော့မှာနော်ဖြစ်စီဒီကောင်ဒီကောင်အသက်အသက်နော်ဒီကောင်တော့အဖြူနဲ့လာတာအဖြူရောင်နဲ့လာတာနော်အဖြူရောင်နဲ့လာတာဒီကောင်ပင်ဝမ်းနော်ဒီလက်မဘက်ကကျွန်တော်လက်မထိုက်ဘက်ကဒါပင်ဝမ်းနော်ဒီအဖြူအောင်ဆိုတော့နော်မအတော့မှအဆက်ကလေးပါနော်ဒီကမြင်းမြတ်ကျောင်းလေးတက်မယ်အာအာဒီမှာ ြင်အားကောင်းကြတယ်နော်အဲ့တော့ရရှိတဲ့ဘာနာကိုဝိုးနေတဲ့ဟာကခန္ဓာကိုယ်ကြီးကိုအကောင့်လေးတက်ကြည့်မယ်တဲ့။ဘာညာဟတ်တော်ဘုဒ္ဓလိုနေနေဟတ်တော်နေနေဟာကတ်တော်ကြီး။ဘယ်ကျွန်တော်တို့ကလိုအပ်တဲ့နေရာလေးခဲထပ်လိုက်ပေးလိုက်ပါနော်။လိုအပ်တဲ့နေရာလေးခဲထပ်လိုက်ပေးလိုက်။ခဲလိုက်ပြီးတော့မမားဘူးနော်။ဒီအဆန်တရားစပိုင်းကိုမောင်းတဲ့ IC နော် IC ရဲ့ခြင်ကုန်းတွေပါလိုက်ပြီး နော်ဒီကွန်ပျူတာကွန်တုတ်ကွန်ပျူတာကွန်တုတ်ရဲ့ခြင်ငုပ်တွေပါ လိုက်ပြရနော်မှာတော့အဲ့ဒီဒီဘိုင်းတွေကအလုံးလောက်ကတာများတယ်နော် secondary output ဘိုင်းထွက်တဲ့တိုင်အုပ်တွေနော်နော် AC အဝင်ဘိုင်းကတိုင်အုပ်တွေနော်အဲ့ဒါအဲ့ဒါတွေလိုက်ပြရနော်အဲ့လိုက်ပြရကတ်ကိုပြန်ပြီးတော့ခိုင်အောင်လို့ပေါ့ဗျာ

နော် PC PC တက်ပြီးပါရဲ့နော် PC တက်ပြီးပါကြီးပြန်နှိုးကြည့်မယ်နော်ပြန်နှိုးကြည့်မယ်ဒီကောင်တန်ကြီးလေးရောတက်ကိုင်းနေတာတွေ့နော်ကြည့်ဒီ20ဗိုလ်လိုင်းကကပ်ပါစီတာနော်ကပ်ပါစီတာမှာတန်ကြီးလေးကိုင်းနေတာတွေ့ ले भी जो नौसैन जी लाया है किसी ले लो नौसैन जी लाए हैं जाता हूँ मैं 那都是交往的，那一年完了，一年完了，一年完了，半年没年出金，一年完的意思说半年没年出金，<music> တော်တော်เนาะဒီကျွန်တော် component လေးတွေသဘောတရားကျွန်တော်တို့ပြီးတော့ circuit plan တွေရဲ့သဘောတရားကိုပြီးသွားပြီဆိုလို့ရှင်နားလည်းသဘောပေါက်သွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့လုံးလုံးဆောင်ပုံတွေပြီးသွားပြီသဘောပေါက်သွားပြီဆိုရင်ကျွန်တော်တို့ပြစ်ချက်ကမျက်မြင်ပြစ်ချက်နဲ့ကျွန်တော်တို့လိုက်ပြီးခံမှန်းပြီးတော့ဆိုတူပြင်လို့အဆင်ပြေတာများတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာเนาะ5 line ကိုတိုင်းမယ်เนาะ ဒါဒါဆို4.9ဘုတ်ထွက်သွားရင်เนาะဒါဆိုပြည့်တယ်เนาะမီးလဲငြိမ်းနေပြီเนาะ15ဘုတ်လိုင်းတိုင်းမယ်เนาะ15ဘုတ်လိုင်း15ဘုတ်လိုင်းလဲဒီမှာ14ဘုတ်ထွက်တယ်เนาะငြိမ်းနေတယ်เนาะပြည့်20ဘုတ်လိုင်း14ဘုတ်ထွက်တယ်ဆိုတော့ဒါလှုပ်ဆွမ်းနေလို့ပေါ့ဗျာ20ဘုတ်လိုင်းဆိုမှသူကတချို့ကတ်တွေမှာ22ဘုတ်ထိရေးတယ်เนาะ22ဘုတ်လို့ရေးတယ်เนาะအဲ့တော့ဒီမှာ22ဘုတ်ထွက်တယ်เนาะဒါဒါဆိုလဲရတယ်เนาะဟုတ်ပြီ ပြီးရင်အဲ့ဒါဆိုကျွန်တော်ဒီမှာ1/8ဘို့ဒီလို5ဘို့ဝင်မယ်5ဘို့လိုင်းရနော်ဒီမှာဒိုင်းအောင်နဲ့နော်ဒီမှာဒိုင်းအောင်လေးရှိမယ်နော်နော်5ဘို့ကနေပြီးတော့ဒီ5ဘို့လိုင်းရနေပြီးတော့ဒီဒိုင်းအောင်ကိုဝင်မယ်နော်ဒီဒိုင်းအောင်ကိုဝင်မယ်ဒိုင်းအောင်ကိုဝင်တော့ဘယ်လောက်လဲ နည်းလေးတန်းကြီးခံကြပါကြောနော်ဆောင်းမိတ်ဆွေများဒီကအလူကံရုံနဲ့နီးရောနော်အလူကံရုံကဖွင့်တာနဲ့အပန်း nice pool နေမှဒီမှာ4.9ပို့နော်5ပို့ကဒီတိုင်းဟုတ်ကိုဝင်တယ်ဒိုင်းအိုးရဲ့အထက်မှာသူကနော်3.4ပဲရှိတော့မယ်နော်3.4 3.4ဆိုတော့3.4ကကျွန်တော်ဒီကောင်းဝင်မယ်အဲဒီ regular IC ကိုဝင်မယ်နော်3.4 နော် regulate IC လဲဝင်ဆိုတော့ဒီကောင်ကဘာ IC လဲဆိုတော့နော်ဒီကောင် regulator လို့ခေါ်တာနော် regulate IC က1.7နော်1.7ဖို့เนาะ Wi-Fi ကိုထွက်တယ်ဆို1.7ကိုထွက်သွားပြီပြီးရင် D5 ဖို့ကပဲเนาะ D5 ဖို့ကပဲကျွန်တော်ဒီ3.3ဖို့ regulator ရဲ့ဒီငုတ်ကိုဝင်အောင်မယ်เนาะ4.9ဖို့ဟုတ်ပြီเนาะပြီးရင်ဒီမှာ3.3ဖို့ကဘယ်လိုတောင်းလဲဆိုတော့เนาะ3.3ဖို့ကကျွန်တော်ဒီ Ethernet IC ရဲ့ pin 8ကိုတောင်းမယ်เนาะ ပင်နမ8ကိုသွားမယ်ရောက်တယ်နော်မီတာတစ်ချက်ကြည့်နော်မီတာနဲ့ရှင်ကြည့်ငါတော့3ဘန်ဒီဖို့ရောက်ပြီအပင်ကျွန်တော် DCBUIC လုံးလုံးဖို့အတွက် one by ဘာမှတူဖို့လာထပ်သွားရင်နော်အဓိကတော့နော်ဒီအထွက်ပိုင်းကိုအထွက်ပိုင်းနဲ့အဝင်အထွက်ပိုင်းကိုအာယုံခံပြီးတော့နော်ဒီ power supply ဘက်ကအထွက်ပိုင်းကိုအာယုံခံပြီးတော့ เนาะအဝယ်ပိုင်းကို SNBIC ကိုထင်းကြောင်းမောင်းနေတိုင်းပဲကျွန်တော်တို့ပြီးဘက်ပိုင်းက PC Auto Coupler ခေါ် PC 817ပေါ့เนาะဒီကောင်ပြတ်တာပေါ့เนาะဒီကောင်ပြတ်တာဟုတ်ပြီဒါဆိုရင်ထွက်သွားပြီဆိုတော့ power supply ထွက်သွားပြီဆိုတော့ကျွန်တော် TV မှာရုပ်ထည့်ကြည့်မယ်เนาะ ော်ရုတ်ထွက်နေနော်ဟောရုတ်ထွက်သွားပါပြီနော်ရုတ်ထွက်သွားပါပြီဆိုတော့နော် โอเคเนาะโอเคแล้วตอนนี้ดีพิเศษเนาะสักเล่เนี่ยเราก็กระซิ้งสักเล่เนี่ยเราก็พาวเวอร์ซัพพลายปุ๊บเปลี่ยนหมดเนาะเนาะဒီမှာဘောဝါးတွေ main main ဘုတ်ဘက်အချမ်းမှာကျွန်တော်ဘောဝါးတွေတိုင်းတာရမယ့်နေရာတွေเนาะစစ်ကမဲ့ point တွေကိုတော့တိသွားပြီပေါ့เนาะကျွန်တော်ရဲ့ ဒီဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်ပတ်လိုက်မယ်နော်